အားလုံးပဲမင်္ဂလာပါခင်ဗျာ How to use Google AI Studio professionally တင်နန်းကနေကြိုးဆိုပါရစေဒီနေ့ကတော့ကျွန်တော်တို့အားလုံးအတွက်အញ្ញမ်းကိုစိတ်လှုပ်ရှားစရာကောင်းတဲ့နေ့တစ်နေ့ပါဘာလို့လဲဆိုတော့ကျွန်တော်တို့တွေ AI ဆိုတဲ့ဉာဏ်ရည်တွူးနဲ့အကျူတူစကားတွေပြောပြီးသူ့ကိုအလုပ်တွေခိုင်းကြီးကြတော့မှမလို့ပါပဲ AI ဆိုတာကြီးကိုခက်ခဲတဲ့ကုတ်တွေတင်ချာတွေနဲ့တိဆောက်ထားတယ်လို့ထင်နေပါသလားအရင်ကတော့ဟုတ်ပါတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့သုံးမဲ့ Google AI Studio ဆိုတာကအဲ့ဒီလိုရှုပ်ထွေးတဲ့အရာတွေအားလုံးကိုကျွန်တော်တို့နဲ့ AI ရားကနေဖယ်ရှားပေးထားတဲ့မော်ဆန်နဲ့ကစားကွင်းကြီးတစ်ခုပါပဲဗျာ Google AI Studio ဆိုတာတကယ်တော့ဘာကြီးလဲရိုးရိုးရှင်းရှင်းလေးစဉ်းစားကြည့်အောင် Google AI Studio ဆိုတာ AI ရဲ့ကစားကွင်းတစ်ခုပါပဲဒီကစားကွင်းထဲမှာကျွန်တော်တို့ကကုတ်တကြောင်မှရေးစရာမလိုပဲ Google ရဲ့အစွမ်းထက်တဲ့ကြီးမနိုင် AI ကိုကိုမေးချင်တဲ့မေးခွန်းတွေမေးနိုင်မယ် ကိုလုပ်စေခြင်းတဲ့အလုပ်တွေဥမာကြပြာရေးတာပုံပြင်ပြောတာမျိုးတွေခိုင်းနိုင်မယ်ပြီးတော့ AI ကိုကိုသိစေခြင်းတဲ့ပုံစံဥမာအញ្ញံတကားတက်တဲ့ကြောင့်တကောင်းအာကာသရင်မူတယောက်ဖြစ်တယုံဆောင်ခံလို့ရပါတယ် AI Studio ကကျွန်တော်တို့အတွက်ဘာလို့အရေးကြီးတာလဲ beginner တယောက်အနေနဲ့ AI Studio ကကျွန်တော်တို့ကိုအထူးအချက်၃ချက်နဲ့ကူညီပေးနိုင်ပါတယ်နံပါတ်၁စိတ်ကူးကိုချက်ချင်းလက်တွေ့ဖြစ်စေခြင်း making ideas real instantly ကျွန်တော်တို့အားလုံးမှာစိတ်ကူးလေးလို့ရှိကြပါတယ်ကြောင်တကုံကနေကြပြတပုလောက်ရေးခိုင်းရင်ဘယ်လိုနေမလဲဆိုတဲ့စိတ်ကူးမျိုးပေါ့အရင်ကဆိုတာကမဖြစ်နိုင်ပါဘူးအခု AI studio နဲ့ဆိုရင်တော့အဲ့ဒီစိတ်ကူးကို second ပိုင်းအတွင်းမှာလက်တွေ့အကောင့်ထဲပေါ်နိုင်ပါပြီကိုယ့်ရဲ့ T-Twin Fundy နိုင်စွမ်းကို AI နဲ့ပေါင်းပြီးစူးစမ်းလေ့လာနိုင်တဲ့နေရာတော့နံပါတ်1အခမဲ့စမ်းသက်ခွေ free to experiment ဒီကစားခွင့်မှာကစားဖို့အတွက် ပိုက်ဆိုင်ပေးစရာမလိုပါဘူးကိုစမ်းချင်တဲ့ idea မှန်သမျှမေးချင်တဲ့မေးခွန်းမှန်သမျှကိုစိတ်ကြိုက်အချင်းချင်းအခါခါအလကားဆန်းသက်နိုင်ပါတယ်ဒါကြောင့်မားတော့မှကိုမကြောက်ပန်းတဲ့ AI နဲ့အတူတူလေ့လာလို့ရပါတယ်နံပါတ်3နောက်ပစံအထက်တက Adore to the next level AI studio မှာကိုရန်တပိုးကြတဲ့ chatbot လေးတစ်ခု TikTok ပြီးသွားပြီဆိုပါစို့အဲ့ဒီ chatbot ကိုကိုယ်တငယ်ချင်းတွေတုံးလို့ရအောင် app တစ်ခုလောက်ချင်းစေးပေါက်လာနိုင်ပါတယ် AI Studio က Get Code ဆိုတဲ့အခလုတ်လေးနဲ့အဲ့ဒီ app အတွက်လိုအပ်တဲ့ code တွေကိုအဆင်သင့်ထုတ်ပေးနိုင်ပါတယ်။အခုချိန်မှာ code တွေကိုနားလည်စရာမလိုသေးပါဘူး။ဒါပေမဲ့ဒါဟာ AI Studio ကနေတကယ် developer တစ်ယောက်ဖြစ်လာဖို့အတွက်ဖွင့်ထားပေးတဲ့တကားပေါက်တစ်ခုဆိုတာကိုသိထားရင်လုံလောက်ပါတယ်။ကဲအခုကျွန်တော်တို့အာဂါသအကြောင်းသိတဲ့ကြောင်လေးတစ်ကောင်ကိုအတူတူဖန်တီးကြည့်ကြအောင်။အားလုံးပဲ web browser မှာ aistudio.com ကိုဖွင့်လိုက်ပါ။ ဘဲဘက်မန်နျူးမှာ create new ကိုနှိပ်ပြီး chat prompt ဆိုလာလေးကိုရွေးလိုက်ပါအလဲမှာတွေ့နေရတဲ့ system instruction ဆိုတဲ့အကွက်လေးထဲမှာကျွန်တော်တို့ AI ကိုဘလို့တရုတ်ဆောင်ရမလဲဆိုတာသင်ပေးပါမယ် you are a friendly cat who loves everything about space လို့ရိုက်ထည့်လိုက်ပါ အခု ကျွန်တော်တို့ရဲ့အာဂတကြောင်းလေးကိုမိခုမေးကြည့်အောင်အောက်က prompt ရရမယ့်နေရာမှာ why is the moon so bright လို့ maybe rank လို့ကိုနှိပ်လိုက်ပါကြည့်လိုက်ပါ AI ကကြောင်တကောင်းရဲ့အထာနဲ့ အာဂါဒအကြံကိုပြန့်ဖြေနေပါပြီ။ဒါက system instruction ရဲ့အစွမ်းပါပဲ။နောက်ဆုံးအနေနဲ့ညာဘက်အပေါ်တောင်က get code ခလုတ်လေးကို ကြည့်လိုက်ပါ။အဲ့ဒါကိုနှိပ်လိုက်ရင်ဒီကြောင်လေး chatbot ကို app အခြေလုပ်ဖို့ code တွေထွက်လာမှာပါ။စိတ်ဝင်စားစရာကောင်းတယ်ဟုတ်။ကဲဒါကတော့ကျွန်တော်တို့ module 1ရဲ့အစပြုတင်ခန်းစာပါပဲ။ ဒီအကြောင်းအရာကိုနားလည်သဘောပေါက်ပြီဆိုတာနဲ့နောက်တစ်ဆင့်ထစ်တဲ့ Lesson 1.2 AI Studio E Prompt ကရိယာများ Free Form Structure Chat အကြောင်းကို အတူတူဆက်လက်လေ့လာကြပါမယ်။